အရင်ဘဝပို့လို့စင်တယ်ဘာဘူးဝင်မှမရှိဘူးကိုလွတ်လွတ်လပ်အေးအေးဆေးဆေးနဲ့နေရတယ်အောင်မြင်လာတဲ့ခါကျတော့လေတိုက်ခဲ့တဲ့အောင်ခံရတယ်ကြာလာတော့လေအဲ့လိုတိုက်ခိုက်တဲ့တန်နေမခံချင်တော့ဘူးအဲ့အရင်ဘဝပဲတခါကျရင်လေအော်ငါရင်ဥစ္စာလေးတက်လာပြန်ကြည့်ရပေါ့နော်အဲ့ဘဝလေးလိုချင်လိုက်တာပေါ့နော် အဲ့လိုပြန်သွားခြင်းတယ်ပြင်းတောင်းတန်းတွေရှိတယ်အခုကြောတော့အဲ့လိုမျိုးပေါ့နော်ဟိုကြားကြည့်ရောရှင်ရကြီးလာတယ်လေသိရမလားလုပ်ငန်းကြီးလာတော့တိုက်ခိုက်တယ်ပုံများလာတယ်အဲ့တော့မနေစင်ဘူးမအောင်မြင်စင်ဘူးเออเว้ยใส่หมดไม่อยากพูดเองลาแกบาลูกပြောစင်းနေဟုတ်ကဲ့ပါဘာလို့လဲဆိုတော့မอยากพูดเองဆိုရအောင်လာကြည့်လာကြွယ်ဝเสียမယ်ဟမ်ဘယ်ဟာကောက်ไก่ကောက်ไก่ထောင်ကနန်းနေမှာပဲရှိနေမှာဟုတ်ကဲ့ပါအားလုံးစစ်စစ်ပြမာလေလေဝေးใส่มาလေ စုံနဲ့တက်ကုန်းဆိုင်လည်းစုံနဲ့မြို့မလေးဆိုင်မှာလည်းအစုံရှိပါလေရှင်စတေးခါခါမပြောက်တတ်ဘူးလူအဲအလာရဝင်းရံပေးဖြစ်တဲ့ចောင်းရင်းလေးကကျော်ဒါကိုယ့်ရဲ့အမားကြီးဖြစ်နေလို့ပေါ့နော်အဲကိုနဲ့အရန်ရှေ့ရတဲ့အမားဖြစ်နေလို့ကိုလာပြီးရမအားတဲ့ဂျာတွေကနေပြီးတော့ဒါကဂရုကန်နဲ့လာပြီးတော့လာပေးတာပါရှင်အဖြစ်ပြရပါဟုတ် အဲအရှင်မောင်ကတော့ကိုကိုတိုင်းအရန်ကိုအရှင်ကြိုက်တဲ့သူဆိုတော့လေအားလုံးလည်းသိမှာပေါ့နော်တို့လည်းအရှင်မောင်အရန်ကြိုက်တဲ့လူဆိုတော့ရှင်မောင်ကတော့ပြောစရာမလိုပါဘူးအရန်ကောင်းလေအရှင်ရတော့လားဟုတ်ရှင်ရတော့အရန်ကံကောင်းတာပေါ့ရှင်အရှင်ခံရတဲ့ထဲမှာပါပေါ့နော်ဒီတိုးဆိုပြီးတော့ဒီလိုမျိုးဆိုင်ခွဲသုံးဆိုင်နဲ့ယက်တီနေနိုင်တယ်ဆိုတာဒါ အဲတိုးဆိုတာနာမည်ပဲရှိရအဓိကနောက်ကနေခေါင်းဆက်ရှေ့ဆုံးလုပ်ပြီးလိုက်လုပ်ပြီးတဲ့သူကတော့ကိုလင်းပေါ့နော်ဒီဆိုရင်အခုဆိုရင်လည်းတိုးသွားရဲနောက်မှ promotion တွေရှိရဲသူဖြစ်အောင်လုပ်တယ်ပေါ့နော်ဆိုင်ခွဲ၃ဆိုင်လုံးပစ္စည်းဖြည့်တာတို့ဝန်ထမ်းအနေနဲ့ပတ်သက်တာတို့ဆိုရင်သူပဲအဓိကလုပ်တာပေါ့ဟုတ်อืมမရှိမဖြစ်ပေါ့အဲလေဒီကတော့ကိုပါလုံးလုံးပေါ့နော်နှစ်ခါမပြောရဘူးပေါ့နော်ဘာပဲလုံးလုံးသူကနောက်ကနေအကုန်လုံး ready ပဲပေါ့နော်အဲ့တော့တို့ရဲ့အလုံးမှာပေါ့နော်တချို့ဟာဆိုမနှောက်နှေးတော့ဘောကွာအရှုတိုင်းဆိုတန်းရောက်သွားတာပေါ့ဟုတ်အကျညာတော့ तू ကတော့ through room မပေးဘူးဘာလို့လဲဆိုတော့တို့ကလည်းဘယ်ပါအကျညာပေးကြမလို့လားတော်တယ်လေအလဲဘောကတော့ဘယ်လိုပြရမလဲခက်ခဲတာရင်ညီးပြမယ်ဆိုရင်တော့လေချစ် session စိတ်တောင်ရှိမှာမဟုတ်ဘူးအဲခက်ခဲကြတဲ့အရာပဲဘယ်လိုခက်ခဲတွေပဲရှိရှိပေါ့နော်ကိုလှုပ်ရှားရှိရဖို့ ဖြည်းဖြည်းနဲ့မှန်မှန်လေးနဲ့လောက်သွားဖို့ပဲလိုပါတယ်လို့ပြောချင်ပါတယ်ဟာဟဲ့ brand တွေတုံးလာလို့ဟဲ့ကိုပြောလိုက်လို့ရှိရင်အဲ့ brand နဲ့နာမည်ကြီးအောင်ပေါ့စွန့်ကြားကလည်းမရပဲနဲ့အရင်ဘဝအောင် ပို့လို့ခြင်းနဲ့ဘာလို့လဲဆိုလေဘာအပူပင်မှမရှိဘူးကိုလွတ်လွတ်လပ်အေးအေးဆေးဆေးနဲ့နေရတယ်အောင်မြင်လာတဲ့ခါကျတော့လေတိုက်ခဲ့တဲ့အောင်ခံရတယ်ကြာလာတော့လေအဲ့လို တိုက်ခိုက်တဲ့တန်နေမခံချင်တော့ဘူးအဲ့အရင်ဘဝကပဲတခါကျရင်လေအော်ငါရင်ဥစ္စာလေးတက်လာပြန်ကြည့်ရပေါ့နော်အဲ့ဘဝလေးလိုချင်လိုက်တာပေါ့နော်အဲ့လိုပြန်သွားချင်တယ်အဲ့လွတ်လွတ်လပ်လပ်အေးအေးဆင်းဆင်းပေါ့နော်ဘာလောဘမှလည်းမရှိဘူးဘာအပူပင်မှလည်းမရှိဘူးအဲအခုကြောတော့အဲ့လိုမျိုးပေါ့နော်ဟိုကြားကြည့်ရောရှင်ရကြည့်လာလေသိရမလားလုပ်ငန်းကြီးလာတော့တိုက်ခိုက်တယ်ပုံများလာတယ်အဲ့မနေစင်ဘူးမအောင်မြင်စင်ဘူး အဝေးဆိုင်ကိုမရောက်ဘူးရင်လာခဲ့ပါလို့ပြောစင်တယ်ဟုတ်ကဲ့ပါဘာလို့လဲဆိုတော့မရောက်ဘူးသေးဆိုရင်ရအောင်လာကြည့်လိုက်ကြွယ်ဝစီရမယ်အဲဆိုင်ရဲ့ decoration ကိုကြည့်ကြည့်ပြီးတော့မကြောက်ပါနဲ့အထက်ထဲမှာဈေးတွေကလေထောင်ဝန်းန်းလေးတွေပဲရှိတယ်ဟုတ်ကဲ့ပါတချို့ကျနည်းနည်းရှိန်တာပေါ့နော်နည်းနည်းမရှိန်နဲ့နည်းနည်းလည်းမရှိန်နဲ့အများကြီးလည်းမရှိန်နဲ့အစုံရှိတဲ့လက်ကားဆိုရင်တော့ဒီဘက်ရှမ်းနေမှာဒီလိုပစိုးအစီလိုက်လက်ကားအစီလိုက်ဆောင်းနေရှိမယ်ဒါကလေဝေးဆိုင်မှာတမတ်တင်ရှိတယ်ဒီကြီးရောင်းကြီးရှိတယ်ဘယ်ဟာကောက်ကင်ကောက်ကင်ထောင်ဝန်းန်းလေးမှာပဲရှိတယ်မြေအားလုံးစသစ်တင်ပါတယ်လေဝေးဆိုင်မှာလည်း စုံနဲ့တက်ကုန်းဆိုင်လည်းစုံနဲ့မြို့မလေးဆိုင်မှာလည်းအစုံရှိပါလေရှင်ဟိုအမင်းလားလူရမလို့ကြတာကိုလေးတရားမလို့တဲ့လူရှိတယ်လို့တဲ့လူရှိတယ်အဲ့တော့အဓိကဘလို့လူတွေနဲ့ပဲကြုံ啊ကြုံ啊ကိုလျှောက်ဆရာရှိရလန်းကိုမှန်မှန်နဲ့အဲဖြစ်ဖြစ်လေးပဲရှောက်သွားပါအဲ့လိုမျိုးပဲတူကတော့အဲ့လိုပဲရှောက်ဖြစ်တယ်ပေါ့နော်ဟုတ်လို့ပြမယ်တိုက်ခိုက်မှုတွေရှိလာလဲဩတချိန်တုန်းကငါဒီလောက်ကနေတောင်မှဒီနေရာထိရောက်လာပြီပေါ့နော်အဲ့လိုမျိုးပေါ့လောက်ကနေတောင်ဒီနေရာထိရောက်လာပြီဆိုပြီးတော့ ဟိုဒါတွေကအချိန်တယ်လို့ရှိရင်တော့သူလွတ်ပြဲသွားမှာပေါ့နော်တိုက်ခိုက်တဲ့လူဆိုတာဟိုကိုယ့်ရဲ့အောက်မှာပဲရှိရလေအဲ့တော့ကိုကဘယ်လိုမှကိုလောက်ဆရာရှာဆက်လုံးနေချိန်တယ်တော့သူအော်တိုလွတ်ရောင်းသွားပေါ့ဟုတ်စတော့တော့ကျတော့ဒီကိုမိုင်လုံးမလုတ်ခင်မှာသူများစင်မှာအယောင်းဝင်နှန်းလောက်တာပေါ့နော်အယောင်းဝင်နှန်းလောက်တာကနေဒီလိုမျိုးလုတ်တယ်ဆိုရင်အဆင်မပြေဘူးပေါ့နော်အဲကိုပိုင်လုတ်ကိုလုတ်အမေတို့ဆိုကိုပိုင်လုတ်လုတ်တာကိုပိုင်လုတ်ကဘယ်လောက်ထိလွတ်လပ်တာလဲ ူလုံနေတဲ့ပုံစံလေးနဲ့နှိုင်းနှိုင်းပြီးပြသွားတော့အဲ့လိုမျိုးအဆင်ပြေသွားတာပေါ့နော်ဒီလိုတိုးတင်နေရာတိရအောင်ဖြစ်လာရဲဆိုတာကိုကိုတိုင်းစူးစမ်းအားထုတ်မှုလည်းပါတယ်ဒါပေမဲ့တိုးရဲ့ဒီနေရာကိုဒီလိုဖြစ်ဖို့အတွက်လမ်းဖွင့်ပေးလိုက်တာအဓိကတိုးရဲ့ဆရာပေါ့နော်ကိုချမ်းမှာအဲအရင်ဒီနေရာနဲ့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဘာတိုးဆိုတာသူနဲ့ဆက်တွေ့လို့ဒါဒီ social ကိုကောင်းကောင်းအသုံးချတတ်တာပေါ့နော်မဟုတ်လို့ရှိရင်တို့ကဇွာမာခုချင်းဆိုပေါ့ပေါ့တော့မရှင်ဘယ်ကွတဲ့တလေးလေးတွေကြားတယ်ပေါ့နော်အဲ့လိုအလုပ်လေးတွေမှာလုပ်တယ်အ နဲ့သိငယ်ကြရေးစီရအငင်းကြရေးစီရလို့သတင်းကြလို့ဒါကိုချမ်းဒီနေ့အောင်ရောက်လာခဲ့တယ်အကျန်လက်ပေးရလက်ပြန်ကူညီပေးရစိတ်တူကလွယ်ပြီးတော့ကိုချမ်းတွန်းစီရကိုချမ်းဘာမှမမမောဘူးဘာမှမလုပ်ဘူးပေါ့နော်အဲဒီလိုလုပ်ပြရအောင်လဲတူတူတင်းတင်းတကယ်နဲ့ချစ်တယ်နော်ဟုတ်အာဘလို့ဘလို့တိုက်ခိုက်မှုတွေနဲ့ပဲကြုံကြုံပေါ့နော်အခုခေတ်လူငယ်တွေလဲဒါ healing ဟာလည်းလုပ်နေမဲ့ဆာလို့ရှိရင်ကိုလျှောက်ဆရာရှိတဲ့လမ်းကိုလျှောက်ပါလောက်ဆရာရှိအောင်ရဲရဲလောက်ပါဘာသူမှမကြောက်ပါနဲ့ဘာမှမတွေ့ဝေးပါနဲ့လို့ပြောချင်ပါတယ်အဲ့တော့ တို့လည်းရှေ့ဆက်ပြီးတော့အများကြီးအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်